ရုရှားနိုင်ငံမှာကျင်းပတဲ့ကျွန်တော်ဒါ Rose Attack ကနေကြီးမှုပြီးကျင်းပတဲ့ကပ္ပကအမှုမြူပေါ့နော်ရတတပပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ဖိုရန်ကြီးကိုတက်ရောက်တာဖြစ်တယ်ပြီးရင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ခဲ့တယ်အဲ့မှာကျွန်တော်တို့ကကမ္ဘာနိုင်ငံအသီးသီးရလဲလာရောက်ပြီးတော့ကြာဒါ World Atomic Forum ကိုဒါတက်ရောက်တာဖြစ်တယ်တက်ရောက်တဲ့အခါမှာဒီအမှုမြူဆိုင်နဲ့ပတ်သက်ပြီးငြိမ်းချမ်းစွာ ပေါ့နော်အသုံးပြုနိုင်ဖို့အမှုမြူစွိုင်းရင်ကိုဒါနိုင်ငံတိုင်းကအမှုမြူစွိုင်းရင်နဲ့ပတ်သက်ပြီးနိုင်ငံတိုင်းကငင်းချမ်းစွာနဲ့ပြည်သူလူထုအကျိုးအတွက်အသုံးပြုနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒါဆွေးနွေးကြတာရှိပါတယ်ဆွေးနွေးကြတဲ့နေရာမှာတက်ရောက်တဲ့နိုင်ငံတွေရဲ့အမြင်သဘောထားတွေကိုလည်းနားထောင်ကြရတယ်ကျွန်တော်နိုင်ငံတော်ယာယီသမတကြီးရဲ့ဒါမေကွန်းလည်းပြောခဲ့ရတယ်။ယာယီသမတကြီးကမေကွန်းနဲ့မြန်မာနိုင်ငံရဲ့သဘောထားလည်းပြောခဲ့ရတယ်။ဒီတော့မှအနှစ်ချုပ်ပြောရင်တော့မြန်မာနိုင်ငံရဲ့သဘောထားကတော့ကျွန်တော်တို့ ဒီအနုမြူစွိုင်းအင်ကိုအသုံးပြုခြင်းအကြွိုင်းကတော့မြန်မာနိုင်ငံမှာစွိုင်းအင်ပေါ့လေတည်ငြိမ်တဲ့စွိုင်းအင်တည်ငြိမ်တဲ့လျှက်ဆက်စွိုင်းအင်တခုရရှိဖို့အဲပြီးရင်ဆေးဘက်ဆိုင်ရာစိုက်ပျိုးရေးဘက်ဆိုင်ရာသုတေသနတွေမှာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတွေကိုကျွန်တော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်အဲဒီရာနဲ့ပတ်သက်ပြီးတော့ကြာဒါပြည်ရနဲ့ကျွန်တော်တို့ဒါရုရှားရဲ့အနုမြူစွိုင်းအင်အေဂျင်စီဖြစ်တဲ့ Ghost Attack နဲ့လည်းကျွန်တော်သဘောတူလက်မှတ်တွေရေးထိုးခဲ့တာတွေရှိတယ်အဲပြီးရင်တော့ကျွန်တော်တို့အာ ရုရှားသမ္မတကြီးမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့တာရှိတယ်။အဲဒီမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံတဲ့အခါမှာတော့ရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုဒါအရှိတောင်အာရှမှာယုံကြည်စိတ်ချဆုံးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်ဒါနေရန်အတိမပြုနေတဲ့အကြောင်းမြန်မာနိုင်ငံနဲ့လက်ရုရှားနိုင်ငံကိုမဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုနဲ့အတိမပြုနေတာဆက်ဆံရေးပေါ့နော်ကျွန်တော်တို့ဆက်ဆံရေးတိုးမြင့်ဆောင်ရွက်သွားမယ်အကြောင်းရင်းတွေနှီးပညာဖလှယ်မှုတွေအာကာသဆိုင်ရာနှီးပညာအနှုမြူဆိုင်ရာနှီးပညာ အကြံနဲ့ကျွန်တော်ဒါပြည်သူလူထုကိုထိုက်ရိုက်အကျိုးပြုမဲ့ဤပညာတွေဖလှယ်မှုတွေဆောင်ရွက်သွားကြမှာဖြစ်ကြောင်းလည်းကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်